နောက်တစ်ခုစ조사အထုတ်တဲ့အခါမှာအခက်ခဲတွေတွေ့လာခက်ခဲတွေတွေ့လာတဲ့အခါမှာခန္ဓာရင်ရှိဖို့လိုအပ်သေးတယ်။ဒါကြောင့်မို့လို့6ခုမြောက်ပါရမီဖြည့်တဲ့အခါကျတော့ခန္တီပါရမီဆိုတာကိုရွေးချယ်တယ်ပေါ့နော်။ဣမန္တံသတ္တမန္တာဝဒါလံကတ္တဝသမာဓိယဒီ6ခုမြောက်ခန္တီပါရမီကိုအခိုင်အမာဖျားဖြစ်ကြောင်းတရားဖြစ်လက်ခံပြီးကျင့်သုံးရမယ်တဲ့။ တထအဋ္ဌမာနသောတံဘောရိပပုနေတိတိခမှုဆိုတဲ့နေရာမှာလုံးဝစိတ်ကိုနှလုံးနှခွမဖြစ်နဲ့ခန္ဓာကြီးဟာအပြည့်ရှိရမယ်တဲ့။ဘာနဲ့ဥပမာပေးပြီးတော့စဉ်းစားသလဲလို့ဆိုရင်ယထာပိပထဝီနာမသူစိန်ပိအတုစိန်ပိစာတပ္ပံတဟတိနိခေပံနာကရောတိပဋိခံတရား မြေကြီးကဲ့သို့သီခံတယ်ဆိုတာမြေကြီးကစိတ်စေရနာမှမရှိပဲနဲ့ဆိုပါစို့မြေကြီးပေါ်နေတဲ့လူတွေကမြေကြီးကိုတူးဆွလဲဘာမှမလုပ်ဘူးအညစ်အကြေးတွေမြေကြီးပေါ်ဆွန့်လဲမြေကြီးကဘာမှမလုပ်ဘူးနော်နတ်သားတွေသွန်းလောင်းလဲမြေကြီးကဘာမှမလုပ်ဘူးအဲ့တော့မြေကြီးပေါ်ကလှုပ်ချင်တာလှုပ်မြေကြီးကဘယ်တော့မှစိတ်ဆိုးပြီးတုံ့ပြန်နိုင်လို့မရှိဘူးတဲ့ အဲ့တော့တိခဏ်တယ်ဆိုတာမြေကြီးလို့ကိုမလှုပ်အောင်တိခဏ်ရမယ်လို့ဒီလိုပြောတာနော်စိတ်စေရနာမရှိတဲ့အနေအထားမျိုးကိုတုံ့ပြန်ခြင်းကိုမလှုပ်အောင်ဘူးဒီလိုဆိုလိုတယ်တိခဏ်တထေဝတွန်ပိတပိတံတမ္မာနာဝမနဲ့ခမောကိုအကောင်းပြောလဲမလှုပ်ဘူးအဆိုးပြောလဲမလှုပ်ဘူးတိခဏ်တယ်ဘာပဲလှုပ်လို့မတုံ့လှုပ်ဘူးလူတွေက အပြစ်ပြောရင် တုံလို့တယ်ချီးမွှမ်းရင်လည်းတုံလို့တယ်နော်ချီးမွှမ်းရင်လည်းသဘောကျတယ်ကဲ့ရဲ့ရင်စိတ်ဆိုးတယ်ဒါတုံလို့တယ်လို့ခေါ်တယ်အဲ့တော့မြေကြီးကဲ့သို့သိခံမှုအင်အားဟာအမှန်မှကြီးမားအောင် လေ့ကျင့်ကြရမှာဖြစ်တယ်တဲ့မြေကြီးဟာဘယ်တော့မှပြန်ပြီးတော့မတုံ့ပြန်တယ်လို့ပဲကိုယ့်ပေါ်မှာတိုက်ခိုက်လာတဲ့အရာတွေဘယ်ဟာပဲဖြစ်ဖြစ်အကောင်းပဲဖြစ်ဖြစ်ဆိုးပဲဖြစ်ဖြစ် သိခနိုင်အောင်ကြိုးစားလို့မြေကြီးအထုကဲ့သို့ခန္ဓာရည်ရှိအောင်ကြိုးစားအထောက်ပါလို့ဖះလောင်သူ့မိတာသူ့ကိုယ်သူ ရွေးချယ်ပြီးတော့တိုက်တွန်းခဲ့တယ်ခန္တီပါရမီကိုဖြည့်ဖို့ဆိုပြီး